အငယ်အဲ့လေဝေးဈေးပလီမှာရှိနေတဲ့အချိန်မှာငလျင်ကဆလှုပ်တာပေါ့နော်အဲပထမကအဲ့လိုပဲရုပ်ရည်မူကျုပ်လိုက်တဲ့ထင်တာပေါ့နော်ဝိပုနေတယ်အဲ့မှာမဟုတ်ဘဲနဲ့ပကလူပဲဟိုဟိုဒီပထမကြိမ်ရမ်းတယ်ဒုတိယကြိမ်ရမ်းတယ်ဒုတိယကြိမ်ရမ်းတဲ့ခါကျတော့အဲဘောအဝူရီရှေးပိုင်းနောက်ပိုင်းဆိုသူကျန်တော့တရကြိမ်လို့တော့ အဲ့ဒီတုံးနာပေါ်တော့ပြောရပါဘူးကျွန်တော်တို့ကဝါဖြစ်ပြီးမှပဲနည်းနည်းငြိမ်တော့နေပြီးငြိမ်မှပဲထလို့ရတော့တာလှုပ်ပြီးတော့ကျန်းနေတော့ထွက်နေတော့ဟွာလေးဘက်တော့အကလေးတွေကျွန်တော်တို့ကလေးတွေဥစားပြီးပြီးထုတ်ပေါ့ဒါကဒါကနည်းနည်းတော့ရတာပေါ့ဒါနည်းနည်းရပါကျွန်တော်ဟုတ်ကဲ့လူအားမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒီကဲစေးဘိုင်းကြောင့်ထုံးနိုင်ပေါ်လာတာကျွန်တော်ရဲ့ဟိုအနေချက်ကိုဒီဘက်ပဲ နော်လူမှုတိပွဲတွေကလည်းဒီအချိန်မှာခက်ခဲတယ်စက်တီမှုခက်ခဲတယ်အဲဒါစီကိစ္စတို့ကာကိစ္စတို့ကခက်ခဲရှိတယ်ဒီလည်းဖြစ်ချင်းကကျတော့ဒီမွတ်စလင်တွေကဟိုဥပုပ်လာတဲ့မြင်းမဆုံဆိုတဲ့တောက်ကြံဒီဖိုက်ဒီဖြစ်နေအဲ့မှာကျတော့ဒီထဲမှာဘုလိုလူငယ်တွေရောလူလာပြနေပါဝိပုနေတဲ့အချိန်ဖြစ်လိုက်တဲ့ကကျတော့သူသူကိုပလီတိုင်းလို့လို့ဖြစ်သွားတာဟုတ်ဗျဖြစ်တော့တော့ကုင်ကယ်ရေးအတွက်ကလည်း အားရပြန်ရှာရတို့တက်စီရှာရတို့ပေါ့နော်အတကူကပလီတိုင်းလိုမှဖြစ်တဲ့အခါကျတော့အတက်ပြေကုန်တာခုနကဝဲဘုရားဗတာပိုင်းကြီးဖြစ်ကြတယ်အဲဖြစ်ကြတယ်ရွာတွေပဲလည်းဖြစ်တယ်ပေါ့အဲ့တော့ပြုံပြီးတော့ဒီကျွန်တော်တို့ကလည်းသင်ဆောင်မှုတို့နော်အချိန်မီကုသမှုတို့သိပညာပေါ့ပြဿနာတွေလည်းအရှိလို့အဲ့လိုလည်းကြားရတယ်ပေါ့ဗျာဟုတ်ကဲ့ โอเคအခုရမဲသေးပြန်ရောက်ပြီဆိုတော့အဲပထမတစ်ချက်ကသိကျင်တာလယ်ဝေးပေါ့လीနေပြီးတော့လယ်ဝေးမှာနော်တကယ်ခုနကပြောတဲ့အန်ကယ်ဦးအောင်သိရောက်နေတဲ့ဈေးပလီအပါဝင်လေတခြားဘယ်ပလီတွေထိခိုက်တယ်လို့သိရလဲခင်ဗျအဲပလီကအဝေးပလီထိတယ်ကနှလုံးလုံးတော့ဒီကျွန်တော်ပြင်းနာပလီတချို့ထိခိုက်တယ်ဒီမှာအဲ့တော့ပလီက၆လုံးတော့မှာ၄လုံးတော့ကလုံးဝနေလာပေါ့ပျက်စီးတယ်ပေါ့အဲကျတဲ့ လုံးနေရတော့အလိုတစ်စီးပိုင်းပြည့်စီပေါ့လေအဲ့အနေထားမျိုးပေါ့ဒီမနာရောကောက်တို့ဥကြီးပေါ့အဲ့မှာကျတော့ပလီရေတော့ပလီအပြည့်စီးတယ်ဒေဝီပလီကကျွန်တော်ဝေယူတဲ့ပလီကတော့လုံးဝနေပါပဲပေါ့နော်ချင်းတော့တော့အကုန်ပျော်ကြသွားတာပေါ့ဒီနော်အဲ့လိုပြပြဝက်သွားတဲ့ပုံစံမျိုးပေါ့အခု ဒီအငယ်ဦးအောင်သိန်းတို့ဒီဒီအဖွဲ့အစည်းတွေပေါ့လေကနေပြီးတော့စည်ရေးကောက်ထားသလောက်ဆိုလို့ရှိရင် လူဦးရေတည်ဆုံးမှုဘယ်လောက်ရှိလဲပြီးတော့ဗလီပေါင်းဘယ်လောက်ထိဖြိုကျပျက်စီးသွားတယ်လို့သိရတယ်အဲအကြမ်းမြင့်ပေါ့အကြမ်းမြင့်ကတော့90အထက်မှာဗလီရရှိတယ်ဟုတ်ကဲ့ဒူဝါလေးအဲ့လိုပေါ့ဟိုအကြမ်းမြင့်မှန်းတာတော့ဟိုစည်ရေးရတာလည်း200ပဲပဲဒူအပြောင်းညာတို့ရာဆုံးလာတော့မင်းတတိယရောက်နေရလားစတဲ့ရပုံပြတနာကြောင့်ကျွန်တော်ကွန်ဖာလို့လို့မရဘူး အခုတရားသလောက်ထဲမှာဆိုလို့ရှိရင်ဒီမန္တလေးတရားတိုင်းတစ်ခုလုံးထဲမှာလေဟိုနာမည်ကြီးရဲ့ပလီတွေဆိုဘယ်ပလီတွေပါသွားလဲအငယ်ပြီးတော့ဟိုနာမည်ကြီးပြီးတော့ဒီရှေးဟောင်းအမွေနှစ်လည်းဖြစ်မဲ့ပလီမျိုးတွေပေါ့လေရွှေဘုံရှင်ဆိုတာကဘယင်းဒီလက်ထက်တုံးနေရဘယင်းဒီခေတုံးနေရဘယင်းဒီချပီးထားခဲ့တဲ့နော်တကယ်ရှေးဟောင်းပလီပေါ့နော်အဲအဲပလီအဓိကရှေးပုံပွင့်ဆိုတာနောက်တကအချုပ်အဲအောက်ချက်တံပလီတွေဆိုတာလေအခု မန်လေးပလီရဲ့ရာဂိုင်းနှုန်း90လောက်ပါပလီအစ်စ်ဆိုတာခါရှားရှားပြဟုတ်ဟုတ်အဲမင်းတို့မင်းမတိုင်ခင်အင်းဝပကန်းတော့အရင်လာဘုံဖြစ်တယ်ဝင်ရနေပြီးတော့ဒီဟိုမှာပမာဏမြို့ရဲ့အပြင်ဘက်မှာပေါ့ဗျာအကုန်လုံးနေရာချပေးထားတဲ့ကကျတော့မွတ်စလင်တွေရှိပြီဆိုရင်တော့ပလီအပြင်ကပါတယ်မွတ်စလင်တွေချပေးတဲ့နေရာတိုင်းမှာတော့ကျွန်တော်တို့အမြောက်တပ်တို့မြင်းတပ်တို့တော့အဲ့လိုပေါ့သူတာဝန်ထမ်းဆောင်အတီးတီးထမ်းဆောင်ရတဲ့ ဒီဟိုမွတ်စလင်တွေသူ့အစုဖွဲ့လိုက်ရှိရအဲ့လိုရှိတဲ့နေရာတိုင်းမှာဆိုလို့ရှိရင်ဟိုဟာရပလီရရှိတာပေါ့နော်မလေးမှာရှိတဲ့ပလီအများစုဆိုတော့အဲကျွန်တော်မြန်မာနေလက်ထက်တုန်းကကြီးခဲ့တဲ့နေရာကြီးရှိနေပေါ့နော်အဲ့ပလီနော်ရမဲသိမ်းမှာရှိတဲ့ပလီဆိုလေဒီတိုင်းနေရာကြီးရှိတဲ့ဥစားပဲအစ်စ်ဆိုလို့အဲ့လိုမျိုးပေါ့အစ်စ်ဆိုတော့တောင်မှလုံခဲ့ဟိုဟာနှစ်တရာပါဝင်းချင်းဒါဒါဒါအစ်စ် channel ဆိုတာ900လို့တင်းချင်းရွယ်ဆို900ကျော်လောက်နေ900 အဲ့ကြတော့ရှိပြီတင်ရင်အဟောင်းဆိုရပေါ့နော်အဲ့တင်ရင်အခုအစ်စ်ကတော့ဒါတော့လွန်ခဲ့တဲ့၄နှစ်ခါမှ၄နှစ်ဆင်းနေကမှအဲ့တော့ဟိုနာမတရားရရှိအောင်ပတိတွေပဲပေါ့အများစုနောက်အဲ့လိုပြင်းမနာရွာခေါတူအောင်ဆိုတော့လည်းနေ့ရာကြီးရှိနေတဲ့ပတိကြီးတွေပေါ့နော်အဲ့တော့အကြမ်းမင်းပြောရင်ဗျာဟိုဟိုပြောရတော့မကောင်းဘူးဒုစညာလေးဒါအရှိတရားပဲဗျာပြင်ဆင်ခွင့်မရတာမဆလလက်တဲ့တည်းကနဝတာလက်တဲ့အဲနောက်တော့ကဒီဝဲ အလားဒီဥသိန်းစင်တို့လက်တဲ့တော်စုလက်တဲ့ပြောရရင်တော့ဗျာအဲ့လိုမျိုးကြီးဟိုခက်ကိုပြောရတာလေအာနန္ဒာနဲ့ပဲခင်းဆက်ဆက်ကိုပြင်ဝင်မရဘူးဗျာပြင်အတ္တဆုဆိုတာဝေးရပြင်ဝင်မရဘူးဖြစ်တယ်လို့လေးပဲအဲ့ဒါဟိုအသေးစားလေးဘာညာဆိုတော့ကြာပြီးဆိုဆွေးမိတာပေါ့ဗျာအဲ့ဒါအဓိကအဲ့ပြဿနာရှိတယ်ဗျာကဲဒါလေနော်အဲ့လိုပြောလို့လေဟိုတခါလေအညီစွန်းနေဖြစ်တယ်ဘာညာနဲ့ကျွန်တော်ကပြောရလေခွက်ကြ ဒါပေမဲ့အစီတရားပဲလူတွေလောက်တည်ကုန်နေဆိုတာရှင်းနေပလီထဲမှာပဲဖြစ်ကြတာပလီထဲမှာတည်တာဟုတ်တယ်မလားပြင်စင်ခွင့်ခိုင်မှာပြင်စင်ခွင့်မရဘူးအချောင်းမျိုးနဲ့ပဲဒီမျိုးစုံနဲ့ပိတ်ဆို့တားဆီးကန့်တအေးယူနော်စိတ်တူကြတော့ကောင်းတယ်ပြောရင်ပြောရင်ဟုတ်ကဲ့ပွဲချင်းနေအဲ့တော့ရောဘာလဲဆိုခက်ဆက်ဆက်တော်အောင်ဆန်းစုကြည်အပါဝင် NLD ပါတီအပါဝင်ခက်ဆက်ဆက်ချီရောက်ရောက်ပြင်စင်ခွင့်မပေးဘူးဗျအကြီးစားပြင်စင်ခွင့်ပေးရမပေးဘူးမပေးဘူး ။ဒါကြံတဲ့ဘာသာတွေပြီးတယ်မှပြီးတာကျွန်တော်တို့ဒါဘာမှမပြောလို့ပြီးတယ်လည်းမပြောမပြီးကိစ္စအဲ့ဒါတော့ကျွန်တော်တို့ကဒီမှာကိုဟလာဝိပုစုတောင်းမဲ့နေရာဗျာ။ဟလာငြင်းချင်းချင်းနဲ့အဲ့လိုနေရာမျိုးကို အကြီးစားပြင်ရင်ဝင်ဘယ်မှမမရခဲ့ဘူး။ဘယ်ဆိုဘယ်မှမရ။အဲတချို့အသေးစားတောင်းမှနှင်းနဲ့ချီပြီးကြားရခွင့်မချက်တောင်းရတယ်။ဒါမျိုးပေါ့။နော်။အဲ့တော့ဘယ်လိုလုပ်မလို့ဒီဥစားလူရီလီဗျာ။နော်လူရီ။ အလားကိုကိုရဲ့ယုံကြည်မှုနဲ့အေးချမ်းမှုအတွက်ကိုကျွန်တော်တို့ကဒါတွေကအင်မတန်ဘာလို့ပြောဘေးဘာသာမဆိုဘာသာတရားတိုင်းရဲ့အင်းမြတ်တဲ့ဟလားရှင်းစင်ကျင်းရတဲ့ကောင်းမှုရလုပ်တဲ့နေရာကြီးဗျာနော်အမျိုးသမီးတွေရောအမျိုးသားတွေရောအခုစားကလေးတွေပါပါတယ်အဓိက ပြဿနာအရာပဲဗျဟုတ်ကဲ့ဟုတ်ကဲ့ပြင်ဆင်ခွင့်မပေးတာပြင်ဆင်ခွင့်မရဟုတ်တယ်ဒီပလီတွေကဒီလိုမျိုးအခုပြိုကျတယ်ပြက်စီးရယ်ဆိုတော့ ဒီပြင်ဆင်ခွင့်တွေအကုန်လုံးကလည်းပြိပင်ခံထားရတာလေဒီအခုပြိုကျပျက်စီးနေတဲ့ဟာတွေကိုဘယ်လိုမျိုးဆက်ပြီးတော့ပြင်ဆင်မလဲပေါ့လေနော် ပြီးတော့ဝေပြူတဲ့ကိစ္စတွေဘယ်လိုအဲ့ဒါကိုကျွန်တော်တို့ကသိချင်တာအစ်ကိုနှလုံးသားနဲ့အုပ်ချုပ်တွေနဲ့လူစင်နှလုံးသားနဲ့မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးစုလူမျိုးကြီးတွေဘာသာကြီးတွေရဲ့သူတို့အစ်ကိုနှလုံးသားအမြင်ကျေမှုတွေအလား harmonies ဘလောက်ရှိတယ်ရင်းနှီးတာအတူလက်တွဲရှင်တိုင်းနေထိုင်ရေးကိုဘလောက်ထိသူတို့ယုံကြည်တော့ ပဇကတာဒီမိုကရေစီဒီမိုကရက်တစ်တွေပြောနေပြီးတော့ဟလာဖက်ဒရယ်တွေပြောနေပြီးတော့ဒီကိစ္စကိုအမင်းတို့ငါတို့ကတော့ဒီမိုကရက်တစ်ဒီမိုကရေစီလောက်မယ်ဒါပေမဲ့မင်းတို့မစင်နေမပါတဲ့ဆိုတဲ့ပုံစံမျိုးတွေကဟိုဖွဲ့စည်းတိုင်းမှာလုံလုံရှိတယ်ဗျပြောရမှာမကောင်းဘူးအဲ့တော့ညကဘာကြီးညင်းညမ်းမှုဗမာပြည်ညင်းညမ်းမှုဆိုရင်တော့အပြင်းအရာတွေအများကြီးပေါ့ဗျာပြုပြင်းအရာတွေအများကြီးပေါ့ဟုတ်တယ်မဟုတ်ဟုတ်ကဲ့တစ်ချက်ပဲပြောရမယ်ဗျာမွတ်စလင်ဆိုတာလေလူသားတွေပဲလူသားတွေပါတလေးဆိုင်မျိုးပေါ့ 这那的老贵表现啊。So